ီနေ့ပြောပြမှာလေးကတော့ M3 ရဲ့ reading အစားဖြစ်တဲ့ဝန်တိုင်းချွန်းပေါ့နော်ဝန်တိုင်းချွန်းမှာပါမယ့် reading ပုံစံလေးကိုအရင်ဆုံးစပြီးတော့ပြောပြမှာဖြစ်ပါတယ်။အဲ့တော့ reading စတဲ့အခါမှာ M3 ကအပုတ်တူလေးကနေစမယ်ပေါ့နော်တန်ပွန်းလို့ခေါ်တယ်ပေါ့။အဲ့တော့သူစာပိုက်တူလေးကိုဖတ်မယ်။အဲ့ဒီစာပိုက်တူလေးအတွက်ပေးထားတဲ့မိကုံးကိုမိကုံးကလည်းတစ်ခုပဲရှိတာ။အဲ့ဒီမိကုံးတစ်ခုကိုဖတ်ပြီးတော့ option လေးခုတည်းကနေပြီးတော့ရွေးချယ်ပေးရတာမျိုးပေါ့နော်။အဲ့တော့ အဆောက်ပေးပွဲမှာတော့ဒီပုံစံတပုတ်အတွက်ကမိနစ်အားဖြင့်ဆိုလို့ရှိရင်3မိနစ်ကနေပြီးတော့5မိနစ်လောက်ထိအချိန်ရမယ်ပေါ့နော်။ဒါဆိုရင်ဒီပုံစံလေးကိုစမ်းပြီးတော့ဖတ်ကြည့်ကြရအောင်။အဲ့တော့ပုံစံတပုတ်ကိုစပြီးတော့ဖတ်တော့မြင်ဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့ဖတ်ကြမလဲဆိုတော့သူ့ကိုမေးထားတဲ့မိကုံးကိုစပြီးတော့အရင်ဖတ်ကြည့်မယ်ပေါ့နော်။အဲ့တော့မိကုံးကဘာကိုမေးတာလဲ။အမီကိုနဲ့တက်ဆိုင်တာကိုမှဒီစာပိုက်ထဲမှာတိချ point လေးရှာပြီးတော့တိချ focus လုပ်ပြီးဖတ်ကြည့်ကြမယ်ပေါ့နော် えラみごが私はどうして目標の500字を覚えることができたと考えているか。つなが、パピロティ、ヒンマンタレ、サロンガヤゴ、マンナンゲディロ、センザーニラバレボ。アポマ、サラユダブルパチチヤ。日本語学校の新学期が始まったとき、ジャパンザー、テナジャーニー、 စာတဲ့နဲ့အစစတဲ့နဲ့ခါမှာပေါ့နော်ခရစဇိုင်းကဆရေဆရေကကီနိုမိုကီယိုခမီနီခိုင်တဲ့ကျော်ရှိစနီဟာတဲ့ကိုကိုတနီနတ်တာအဲ့တော့ဒီအတန်းနဲ့မှရှိတဲ့လူတွေအားလုံးကအတီးတီးစီပေါ့နော်ဒီစာတဲ့နဲ့အတွက်သူ့ရည်မှန်းချက်ကိုစာရွက်မှာရေးပြီးတော့စာတဲ့ငန်းနဲ့မှာကတ်ထားဖို့တတ်မှတ်ထားတယ် ナサパチミ、私は漢字を500字覚えることにしたが、そのから漢字をスローガーや、パフォーソンピアやってみると、ブロッジライド、大変だった。で、も、たびめ、教室に入ると、リサティンがねをもらえたね。自分で書いた目標が目に入るし、こういったわけで、こういう肥満者が目の猫と見られやれクラスのみんなも、 知っているから、で、だ、うん、ねここがルリガレ、ラゴティニレ、ダチャム、カンダニワヤメラレナイ、ルレゴネロトゥ、ラムショピナイ、ノそのおかげで、エリジーズリチャム、ノダ、エリジズ、ソラガトゥ、ナヤマ、ジーとサロンアヤゴ、ジェメイソブヨイタケレ、カタイサウリチャム、ノカキマツリワ、デサテネコソナレチマチャロレ、モキュヨノ、コヤクジオ、覚えることができた。 ကဲသူရီမန်းချက်ထဲမှာရေးထည့်ထားတဲ့စလုံး900ကိုသူမှတ်နိုင်သွားတယ်။目標を心の中で決めるだけではなく、ဒီသူ့ရဲ့ရီမန်းချက်ကိုစိတ်ထဲနှလုံးထဲကနေဆုံးဖြတ်ခဲ့တာကြီးပဲမဟုတ်ဖင်းနဲ့ပေါ့နော်။紙に書いて教室に貼ったのが、စာရွက်ပေါ်မှာရေးပြီးတော့စာသင်ခန်းထဲမှာကတ်ထားခဲ့တာကသူ့အတွက်ယောက်ခတနတော့သူအဆင်ပြေသွားတယ်ကောင်းပါခဲ့တယ်။ဒါဆိုလို့ရှိရင်သူ့ရဲ့မိကိုလေးကိုပြန်ဖတ်ကြည့်ရအောင်။ な。私はどうして目標の予約地を覚えることができたと考えているか。ကျွန်တော်ဘာဖြစ်လို့ဒီသူ့ရဲ့ဒီမှန်ချက်ဖြစ်တဲ့စလုံး900ကိုမှတ်နိုင်သွားခဲ့တာလေဆိုရင်အချစ်ရကြတော့私にとって簡単な目標だったから。え、ကျွန်တော်အတွက်ကတော့လွယ်ကူတဲ့ဒီမှန်ချက်ဖြစ်နေလို့သူ့အတွက်ကဒီဟာကလွယ်ကူတာလားခက်ခဲတာလားဆိုတာကအပေါ်မှာပါခဲ့ပေါ့နော်။သူအလုံး900ကိုသူမှတ်ကြည့်လိုက်တဲ့အချိန်မှာတော့တာကြီးခံဖြစ်တယ်ဆိုတော့ဒါဆိုနံပါတ်1ကမဟုတ်တော့ဘူး။ 7年間じゃろ、クラス全員で話し合って、同じ目標に決めたから。で、クラス、単年間しているあろうね、スイニータイミングじゃぴろぼの、ルニーで、ギマンチャックを送却けれあとじゃん。え、ディマじゃろ、単年間ルニーね、タイミングぴろ、ギウェチェ、ルニーでギウェチェチャレ、そらを、ディテーマも表だおうぼの。えろ、 နောက်ပြန်ဒီထဲမှာတော့ခရစူဇာအင်္ဂါဆိုတဲ့ဆိုတဲ့သူတို့အတီးတီးစီကပေါ့နော်သူတို့ရေမန်းချက်တွေကိုစာရွက်ပုံမှာရေးတာဆိုတော့နံပါတ်1ကလေမားတယ်နော်နံပါတ်3ကကျတော့ခန္ဓာနိအကိရမေနိုင်ယိုနိရှိယိုတိုကိုကိုရိုနိုနကဒေကိမေတေတာကာရာအဲလွယ်လွယ်နဲ့တော့လမ်းမလျှော့ပြနိုင်ဘူးဆိုပြီးတော့ပေါ့နော်ဒီစိတ်ထဲနှလုံးထဲကနေဆုံးဖြတ်ခဲ့လို့ဒါဆိုဒီချက်ကကျတော့ဒီနေရာလေးမှာရှိမယ်ပေါ့နော်ဒီသူ့ရဲ့ရီမန်းချက်ကိုစိတ်ထဲနှလုံးထဲကနေဆုံးဖြတ်ခဲ့တာရှိမယ်မဟုတ်ဘူးပေါ့ ယ်ဒါဆိုလို့ရှိရင်သူ့ရဲ့အဓိကယူရချက်မှတ်နိုင်သွားတာကဒီအချက်တော့ဟုတ်မနေခဲ့နော်ဂျီမိုနီမို他の人にも見えるようにしてあったからအဲ့ကိုရောတခြားသောသူတွေကိုမြင်နိုင်အောင်လို့လှုပ်ထားခဲ့တဲ့အတွက်ကြောင့်เนาะဒါကတော့ point ကတော့ဒီညာလေးမှာရှိပါတယ်နောက်ဆုံးအကြောင်းလေးပေါ့အဲ့တော့ဒီမှန်ချက်တွေကိုစိတ်ထဲလုံးထဲကနေဆောက်ရွက်ခဲ့တာမဟုတ်ဘဲနဲ့ဆာရွက်ပေါ်မှာရေးထားတဲ့ဒီဆာရွက်ပေါ်မှာရေးပြီးတော့စတင်ကမ်းမှာကတ်ထားခဲ့တဲ့ အတွက်ကြောင့်မလို့ပေါ့နော်သူဒီစလုံး900ကိုမှတ်မိနိုင်သွားတာပေါ့ဒါဆိုအဖြေလေးရတော့ဒါရွံပန်းပေါ့နော်